ရွှေဥတောင်းဤထောင်တွင်ကိုတွေ့ကျွန်ုပ်သည်ဘိုးဘေးမိဘအဆင့်ဆက်မဆ၍ဘေဒင်ကျန်လက္ခဏာကျန်စသည့်များတွင်နည်းနည်းကာကာယုံကြည်လာသူမဟုတ် ကျွန်ုပ်ဤဇာတာကိုပင်တသက်လုံးဖွဲ့ခဲ့ခြင်းမရှိခဲ့ကြလောကတင်ခေတဝဆနံသစ္ဆံပိအတ္တဆံပိဗုဒ္ဓဝဆနံသစ္ဆံဧဝလောကတင်ခေတဝဆနံကဘာဝလူပညာရှိတို့ဤစကားသည်သစ္ဆံပိ မှန်သည်လည်းရှိ၏အတ္တသံပိမမှန်သည်လည်းရှိ၏ဗုဒ္ဓဝသနံဖျားစကားတော်သည်သာလျင်တစ္ဆန်ဧဝမှန်သည်ကြီးသာဒီဟုသောပါဠိတော်ကိုယုံကြည်သည့်အလျောက်မှန်ခြင်းမှမှန်သောတပ်ပညာဆို၍တသက်လုံးဘေးတင်မေးကဲ့ပူခြင်းမရှိကြသို့သောလွန်ခဲ့သော၄-၅နှစ်အချိန်ကဘေးတင်ဆရာကြီးဥဝေလူနှင့်၎င်းလက္ခဏာကျမ်းဝါဒနာပါသောဥပဇင်လေးတစ်ပါးနှင့်၎င်းတိကျွမ်းကြ၍၎င်းတို့၏ အစိုးကောင်ဟောပြောချက်များသည်ညာသောအပြစ်မှန်ကန်သည်ကိုတွေ့ရသည်နှင့်ရှေ့ရခင်ကတည်းပုံမယုံကြည်လာခဲ့ပါသည်ဖန်တော်မြေတကယ်ကဲ1956ခုနှစ်ဦးလောက်တွင်ဗေဒင်းဆရာကြီးဦးဝေလူကဖန်သီခံရတတ်သည်ဟုဟောပူးတော်လဲမယုံတယုံရှိနေရာတွင် အေဗီလာအလဲလောက်၌ဒေါ်မာနှင့်ကျွန်ုပ်အားဖမ်းလိုက်ပြီဟုသောသတင်းတရပေါ်ထွက်လာ၏ကျွန်ုပ်မှာကထိုးချင်းတွင် မေမျိုးရှိစတုပုံမိကရိတ်တာတို့မိတ်ဆွေများနှင့် သွားရောက်လက်ပတ်ခိုက်ဖြစ်၍မန္တလေးတို့ပြန်ရောက်မှပင် ထိုတည်င်းကိုကြားရပါတော့သည်ထို့နောက်တွင်ဖန်တော်မြီဆိုသည့်တည်င်းမှာနေရှိသည်မြကြားနေရ၏အယလိုက်တပြင်းပြင်းနှင့်စောင့်နေရ၏တပည့်တော်တာဆွေကတောင်ကြီးသို့နှွေရသည့်အတွင်လာရောက်နေထိုင်ရန်ဖိတ်ခေါ်ခြင်းကိုပင်လက်မခံသေးပဲစိတ်တနှွေးနှွေးနှင့်စောင့်နေရသည်မေလာတရနေ့၌လူတုတာဝန်ခံအရီတာဦးလာ၏အမှုတွင်တတ်သိခံရန်အတွက်လေရင်ပြန်ဖြင့်ရန်ကုန်သို့လိုက်သွားစဉ် ကျွန်ုပ်တို့အားဖမ်းဆီးဖို့အမိန့်ပေးသည်ဟု၍တည်တင်းပြေးလျက်ရှိသောပြည်ထရေးဝန်ကြီးဘိုးခမောင်လေးနှင့်လင်းမြန်တစင်းနှင့်အတူတကွလိုက်ပါသွားခဲ့သည်မင်္ဂလာတုံလေစိတ်၌ဆင်းရတွင်ကျွန်ုပ်၏ပစ္စည်းကလေးများကိုကိုကြီးတည်ယူပေးသည့်လူငယ်တယောက်၏လွယ်ထွဲ၌ရွှေချောင်းလေးချောင်းတွေ့သည်နှင့်ကျွန်ုပ်ကိုပါစစ်ဆေးမေးမြန်းခြင်းခံရသည့်တွင်ဤများနှင့်ပင်ကျင်းကြေပါသည်တော့ဆုတောင်းမိသည်သို့သော၄၄လ၌ရှိသောညီတိုက်ခန်းတွင်ဦးလာ၏အမှုတွင် တဲကိုလျက်ရှိသည့်စုံထောက်ရာရှိများကနှစ်ကြိမ်သုံးကြိမ်လာရောက်မေးမြန်းကြသည်ဆိုသောကြောင့်ရွှေချောင်းကိစ္စပင်ဖြစ်လေသလိုလူတုတင်းသားတွင်ပါရှိသည့်ပြူစောတီခေါင်းကြီးပိုင်းအတွက်ပင်ဖြစ်လေသလိုဟုတွေးတော်မိပါတော့သည်ရာရူးခုံတက်ရခြင်းမေလာကိုရနှစ်နေ့လယ်တွင်မန္တလေးသို့မြရထားနှင့်ဆိုက်ရောက်၍နက်ဖြန်တွင်မရယာသို့ကပိုက်ချံရီဟောပြောရန်သွားဖို့အစီအစဉ်ပြုလုပ်ကြသည်မေလာဆယ်ရနှစ်နဲ့နက်စောစောတွင်ကာတိုင်းကဲ့သို့အဖို့များနှင့်လမ်းလျှောက်မလိုက်တော့ပဲ မတရားသို့အတုသွားမိဒိုးပရင်ဥပါရင်တို့လူစုကိုစောင်းမြော်လျက်ရှိစဉ်ကြက်ကားတစ်စီးစိုက်လာ၍မျက်နှာစိမ့်သောသူတစုပါလာကြသည်နှင့်အံ့အားသင့်လျက်ငေးကြည့်နေမိ၏ထိုလူစုအနက်တွင်ကျွန်ုပ်တို့ရက်ကွက်မှရက်လူကြီးကိုမောင်ကိုအားမြင်လိုက်ရသောအခါမှအကြောင်းချင်းရကိုရိပ်မိပါတော့သည်ဌာနအုပ်ကိုကျောမောင်ကကျွန်ုပ်အားဖမ်းသည့်ဝရန်ကို ထုတ်ပြ၍ရှင်းလင်းပြောပြလျက်ရှိစဉ်လူလူတိုက်မှတော်မှနှင်းတကွာ အခြားမိတ်ဆွေများရောက်လာကြ၍ထုတ်ဘိုးပညာရတော်သည်ဤတော်တွင်မတရားသို့မိရတားဖြင့်သွားရန်ချင်းဆိုထားသည့်ဥပါယံတို့လူစုလည်းရောက်လာကြ၍အချိန်နေကိုတိမြင်ကြသည်နှင့်ငိုင်းသွားကြသည် ခရီးကထွက်ရပါ၏သို့တော်မတရားသို့ကမဟုတ်ထောင်ကြီးဘက်သို့မောင်းနှင်ကြရသည်လံကီး၌ပလိဋ္ဌာနာတို့မြမရောက်ခဲ့ဘူးသောကျွန်ုပ်သည် ထောင်ကြီးသို့ဓာတ်ရိုက် ရောက်ရကြတော်မူဖြစ်၍ဂျမ်ပရိုမိုးရှင်းခုံးကြော့ပြီးယာရုတက်ရသည်ဟု စဉ်းစားမိပါသေးသည်စိတ်ကိုမချုပ်လောင်နိုင်ထောင်ကြီးတို့ရောက်၍မိတ်ဆွေများနှင့်ဇနီးများပြန်ညရန်နှုတ်ဆက်ကြသောအခါကျွန်ုပ်မှာဤထောင်တန်းကိစ္စအတွေ့များလောက်တာမကဗရဏနှုတ်သက်တိကမထံကို မပြတ်တမ်းစီးပြန်ခဲ့သူဖြစ်၍တုံလှုပ်လာအောင်မရှိလာကြတေဖို့ရင်နဲ့နှိုင်းစလျင်ထောင်တန်း၌ချုံနောင်ခံရခြင်းများလောက်သည် အပြော့ဟု၍အောင်းမေးလိုက်ပါသည်သို့သောဇနီးတဲ့နှင့်မိတ်ဆွေများ၏ညှိုးငဲ့သောမျက်နှာများကိုမြင်ရ၍ ျွန်ုပ်အတွက်ဝမ်းမနည်းချဖို့တတိပေးရပါသေးသည် စင်စစ်မှာအာဏာပိုင်များသည်ကျွန်ုပ်ဤကိုကာယကို ချုပ်လောင်ထားနိုင်ကြတော့လေလွတ်လပ်အောင်နှစ်ပေါင်း30ကျော်လေ့ကျင့်ထားသောကျွန်ုပ်ဤစိတ်နှလုံးကိုမူကားချီတုပ်ထားနိုင်ကြသည်မဟုတ်ချေတိုက်လောင်ခံရခြင်းမိတ်ဆွေများပြန်သွားကြတော့ခါထောင်ရရှိများသည်ကျွန်ုပ်အားတိုက်ခန်းကလေးတစ်ခန်းသို့လိုက်ပို့ကြသည်ဩဒရိုင်းကြီးကာယံထားသည့်ထောင်ကြီးအတွင်ဩဒရိုင်းငယ်၌ တထက်ထမ်းမှန်ကာယံထားသည့်အခန်းသုံးခန်းရှိတိုက်ကလေးတစ်တိုက်အတွင်အစုံဆုံးအခန်းသို့ကျွန်ုပ်အားပစ္စည်းကလေးများနှင့်အတူတွတ်သွင်းလိုက်ကြသည်ထောင်ဟူသည်မှာပဲကဲ့သို့ရှိသည်ဟုလုံးဝနားမလည်ခဲ့သောကျွန်ုပ်မှာဤကျင်းမြောင်းလာသောတိုက်ခန်းတွင်၌နေရခြင်းသည်ထုံးစံပင်ဖြစ်သည်ဟုမှတ်ထင်၍မိတို့မြကန့်ကွက်ခြင်းမပြုဘဲအသာတကြီးဝင်သွားခဲ့ပါတော့သည်အခန်းကလေးမှာအလွန်ကျင်းမြောင်းလာ၍လူတို့တည်င်းသာတိုင်မှရေချိုးကန်းလောက်မျှသာရှိသည်ဟု မမအာနောင်ခများ၌ပြောပြမိသေးသည် ပထမနေ့ဒုက္ခ9နာရီချိန်လောက်တွင်ဘီကလမပို့လိုက်သည်ဆိုသောနနက်စာထောင်းထမင်းကို ပထမချိန်စားတော့ရသည်ဟင်းလျာများမှာစိတ်သားထောင်းကြော်နှင့်ခဝဲသည်အင်းကျိုဆိုသောကြောင့်မញ្ញမ်းလာတော့လေအချင်းနှင့်အငံမပါပဲမစားတတ်သောကျွန်ုပ်အညာသားအဖို့မှာအတော်ခဲရင်းစွာမျိုးချရ၏သို့တော်စားတော့အတွက်နှင့်စိတ်ကိုအထီးကိုက်မခံဟုပြင်ဆင်ထားပြီးဖြစ်သောကျွန်ုပ်အဖို့မှာဝင်သမျှနှင့်ပင် ကျေနပ်နိုင်ပါတော့သည်သို့တော်အခက်ခဲကြီးတစ်ခုရှိနေသည်ကဥဒုရတီပင်ဖြစ်၏1950ခုနှစ်မှစ၍နွေဥဒုတိုင်ရောက်သည့်အခါတိုင်မေမျိုးတို့နှစ်စဉ်သောတာဆွေလဲပါတတ်သည်နှစ်လခန့်တည်းရောက်နေထိုင်တတ်သည့်အကျင့်ပြုလုပ်ထားခဲ့သောကျွန်ုပ်မှာယခုမေလ10ရက်ဆိုလျင်အလွန်ကြီးနေရခတ်အောင်ပူလောင်လျက်ရှိလေပြီအုတ်တိုက်ကလေးမှာနောက်ဖက်သို့လှဲ့ကအကျဉ်သမားကိုညှင်းဆဲရန်အတွက်စောက်လုပ်ထားသည့်အစောင်းကလေးဖြစ်၍ ဝင်းရံအပေါက်မှတပါပရင်ပေါက်လည်းမရှိဒုံတီတီဖြစ်၏မွန်လွဲ့၏နောက်ဖက်သို့နေဆောင်လီလီပူပြင်းလာသောကစုံလာနေရောင်သည်အခန်းကလေးထဲသို့ တိုး၍တိုး၍ဝင်းလာလီလီရှိနေတော်သည် နောက်ဆုံး၌နေရောင်သည်ခန်းတွင်းသို့အနှံ့ပြားထိုးဝင်လျက်ရှိသောကြောင့်အိမ်မယူခဲ့သောရွက်ဖြင့်ကလထိုင်ကို အခန်း၏တစ်ခုသောတောင်းသို့ကတ်ခင်းကကုတ်၍ထိုင်းနေရတော်သည်ဤနည်းဖြင့်နေရောင်ဓာတ်ရိုက်အချောက်လန်းခြင်းမှ ကာကွယ်ရတော့လေပူအိုက်တော့နေရှိမှာချစ်ချစ်လန့်လျက်ရှိ၍ချွေးတပြိုက်ပြိုက်ယူစည်းလျက်ရှိပါတော့သည် ကျွန်ုပ်၏ဒိတ်ထံကျွန်ုပ်မှစိတ်ကိုညင်းသေးလျင်ခံနိုင်ရည်ရှိစေဖို့အလေးကျင့်ပြုလုပ်ထားပါတော့လေကိုကာယကိုညင်းသေးခြင်းမျိုးမူကားခံရချက်မတက်တာလားကြီးရွက်ဖြင့်ကလထိုင်ကလေးပေါ်တွင်ကုတ်၍ထိုင်ရင်ချွေးတပြိုက်ပြိုက်ရှိနေစဉ်တီဟောင်းကျွမ်းဟောင်းဖြစ်သည့်ကွယ်လွန်သူရေးပိုင်ဟောင်းဦးတိအံပြောဖို့သည့်စကားကိုတတိယဤ ၎င်းသည်ကမ္မထံအပြင်တန်ထိုင်ခဲ့မှုစဉ်ကမိုးရွာအောင်ဒိဋ္ဌံပြုနိုင်သည့်အထိစွမ်းမှုကြောင့်ပြောသည့်စကားကိုအမှတ်ရလာ၏ကျွန်ုပ်ကဥတီဟန်ကဲ့သို့တမထာပတ်၌ပေါပေါရောက်ရောက်ကြီးမလေးလာခဲ့ဘူးစေကမူဖတ်သက်ဝင်သက်သို့မဟုတ်အဖောင်းပိန်ကမ္မထမ်း၌အတော်တန်လေးလာခဲ့ဘူး၏တို့ဖြစ်၍ဟုတ်ချင်းဟုတ်မဟုတ်ချင်းနေပိုက်ဆံပေးရသည်မဟုတ်စမ်းကြည့်မည်ဟုအောင်းမေကကလက်ထိုင်ပေါ်တွင်나이ဝက်ခတ်တမာတိယအောင်စူးစမ်းလျက်မိုးရွာသည်သားဟုဒိဋ္ဌံပြုလိုက်ပါသည် ကျွန်တော်ဤတမာတိအစွမ်းကြောင့်ဟူ၍တတိချယူဆခြင်းမဟုတ်ထသည်ကြွေကြိုက်ကြီးနင်းကြိုက်လည်းဖြစ်နိုင်ပါသည်ဤသို့ဆိုသည်နိုင်ဝက်ခန့်အတွင်မိုးအောင်လာ၍ကျွင်းကြံသောအချိန်တွင်ပူလောင်သောဒုက္ခမှတတ်တာရပါတော့သည်နောက်တစ်နေ့မေလ17ရက်နေ့ညမှစ၍မိုးကြီးတဲထန်စွာရာသွန်းတော့ရာထောင်ထဲ၌နေခဲ့ရသည့်အချိန်တစ်လျှောက်လုံးပူပြင်းသောဓမ္မတတ်တာရခဲ့ပါတော့သည်ကျွန်တော်၏ဒိဋ္ဌံပြုခြင်းနှင့်မိုးရွာခြင်းတို့ကအမှန်ဖြစ်ပါ၏ အဋိဋ္ဌံအစွမ်းကြောင့်ဖြစ်ရသည်ဟု၍ကတတိချယူဆသည်မဟုတ်ပါအာရန်ရွတ်ဆိုမိသည်မိုးကြီးတဲထန့်စွာတကြိမ်ရွာသွန်းလိုက်သည့်အတွက်ကြောင့်နေ့ချိန်တွင် အပူချိန်တိတိတတ်တာကြီးရော့ရော့ခြင်းကမှန်ပါ၏တို့ရတွင်ညချိန်များ၌၁၂ပေ၈ပေခန့်ရှိသောအုတ်တိုက်ခန်းကလေးအတွင်သို့အုတ်တိုင်းနှစ်တက်ကိုကြော်လွန်ပြီးတခုတည်းသောအပေါက်ဤတန်တိုင်များကြားမှလေတိုးဝင်ရန်မဖြစ်နိုင်သောကြောင့်အပူပြောက်၍အအိုက်ရောက်လာပါတော့သည် အုတ်တိုင်းနဲ့တက်ကာယံသာတိတိုက်ခန်းတန်တကားကို6နိုင်ထိုးတိနဲ့တပြိုင်နဲ့ဂျောင်းကနေပိတ်ကတောက်ခတ်လိုက်တော့အခါကျွန်ုပ်မှရွက်ဖြင့်ကလတ်ထိုင်ကိုတန်တကားဤသို့ဆွဲ၍ထိုင်ကတန်တိုင်များအကြားသို့ခြေနှချောင်းကို ထုတ်လျက်ဘုံကြီးចောင်းသားဘွားကကြက်မက်ခဲ့တော့ဓာရဏပယိတ်နဲ့ပါဠိတော်များကိုရွတ်ချင်းမြတ်တာပို့၍အမြတ်တန်းဝေခြင်းတို့ကိုနေအိမ်၌ရှိစဉ်ကားထက်စိတ်အားထက်တန်စွာတရစေရပြီသည်စိတ်က၆ချင်း ပရမညာ၌ကျွန်ုပ်အာသွင်းလောင်ထားသောအခန်းသည်မိတို့သောအခန်းဖြစ်သည်ဟုမသိရသေးသည်နှင့်အလွန်အိုက်ခြင်းနှင့်အနန္တမကောင်းသောဒုက္ခများသာခံစားရ၏။မှတ်ချက်အနန္တမကောင်းခြင်းမှာတပေါက်တည်းတရှိသောအခန်းငယ်အတွင်း၌ကျင်ကြေးကျင်ငယ်အိုးများသွတ်သွင်းထားသောကြောင့်ဖြစ်သည်။ဒုတိယည7နှစ်ကျော်၍တစ်ထောင်လုံးတိတ်ဆိတ်လျက်ရှိလက်တော်လေတန်တိုင်ပေါက်နီးရှိ ရွက်ပြင်ကလထိုင်ပေါ်တွင် ပလက်လန့်လျက်ရှိရာမှညောင်းညသည်နှင့်အိယာပေါ်သို့ကူးပြောင်းအိဆက်တော်မီအပြုတ်တွင် ဤကံအကြောင်းကိုပြောကနေတရားမိသည်ဤကံမှာကျိုးမိန်ကြပြီး၍ကျိုးစင်မတက်သေးမီရက်များတွင်လူသက်သမယသွဲကောင်များကိုတွင်းလောင်ထားသည့်တိုက်ခန်းဖြစ်သည်ဟုနေကင်းကကျွန်ုပ်ကိုစောင့်ရှောက်ရသောထောင်သားတစ်ယောက်ပြော၍သိရသည်တို့ဖြစ်၍ကလထိုင်မှထမြည်ပြုလိုက်ရတွင်ဤချင်းရကိုတရား၍ခေါင်းမိုးမှကျိုးတန်းလန်းနှင့်တွဲလဲကြီးကျနေသော ရာသွဲကောင်ကို မြင်ရကြေတော့မြည်လောဟုရုတ်တရက်နောက်သို့လက်မကြည့်ဝင်ပဲဖြစ်နေ၏ ရာဇဝဲကောင်များကိုဤခန်းတွင်ကြိုးပေးတတ်ခြင်းမဟုတ်ကြောင်းကိုသိစေကမူနောက်ဆုံးနေကြရသောအခန်းဆိုသောကြောင့်ဆွဲလန်းပြီး6လမီလောဟုတွေးမိတွေးရတွေးမိခြင်းဖြစ်သည်ကြောက်လန့်ခြင်းနှင့်စက်တိန်မွေးခြင်းထခြင်းတို့သည်တပြိုင်နက်ကဲ့သို့ဖြစ်တတ်သည့်အတိုင်းလက်မောင်းတွင်စူးကြီးများတပွဲဖူဖူကြံကြံကြီးတွေးရ၏အဖော်လော်လည်းမရှိခက်ချေပြီတညလုံးဘလို့လုံး၍နေရခြင်းမည်နိဗုဒ္ဓဤကုံတော် ကလတိုင်ပေါ်သို့ပြန်ထ ảnh ၍နှစ်ဖူးကိုလက်ဖြင့်ပုတ်တက်ကစဉ်းစားရတွင်အင်ဂုတ်တို့နီးကဲကျမ်း၌ကျွန်ုပ်ဖတ်ရဘူးသည့်ဗုဒ္ဓ၏အဖြစ်ပြက်တစ်ခုကိုတရိယာမိ၏ဒုက္ခရစရိယာကျင့်ပြီး၍ဘုရားဖြစ်ပြီးသားချိန်တွင်ဗုဒ္ဓသည်တောဥကြီးတစ်ခုအတွင်မြေကွက်လက်ကလေးတစ်ခုပေါ်၌သကောင်းအချိန်တင်ပလင်ခွေလျက်ထိုင်တော်မူစဉ်တိမ်တိုက်တိမ်ကဲများသည့်သကောင်းကင်လုံးပိတ်ပုံးမဲမောက်နေသည့်အတွင်မှတစ်ချက်တစ်ချက်တွင်လျက်စစ်လက်၍ မိုးချိုးတစ်ချုံရင်မိုးပေါက်ကြီးများသည့်ဗုဒ္ဓရှင်နှစ်ဖူးဖြင့်ဥကောင်းလက်မောင်းပခုံစသည့်တို့ကိုတပေါက်ချင်းကြသင်းစာပြုလာလေပြီနေရာဌာနသည်၎င်းအချိန်ကာလသည်၎င်းပတ်ဝန်းကျင်ချင်းသည်၎င်းအသည်နှလုံးတုံလုံးဖွဲ့ရာကောင်းပါပြီသည်ဤတော်တွင်၌ကြောင်းမက်ဖွဲ့ကောင်းလာသော ပုံတရံကြီးများထိတ်လန့်တုံလုံးဖွဲ့ကောင်းလာသောအတန်ကြီးများပုတ်ဆက်နံစောလာသောအနံ့များသည်ပတ်ဝန်းကျင်အရတ်တို့မှတိုးဝင်လျက်ရှိကြရာ ကိုတော်မြတ်သည်စိုးစင်းမြတုံးလုံးခြင်းမရှိပဲခြင်းမှနဲ့တင်ဤအပြုမှုကိုငါသိသည်ဟုမိန်တော်မူလေသည်ဤခြင်းရာကိုစင်ကြယ်လိုက်သည်နှင့်တပြိုင်နက်ကြောက်စရာကောင်းသည်ဟုထင်ကဲမိသောကျွန်ုပ်၏အခြေအနေသည်ဘာမဟုတ်သောကိစ္စတစ်ခု ဖြစ်သွားတော်သည်တကြောင်ရရင်သောပုဂ္ဂိုလ်မြတ်ဤဂုံတတ္တိကိုစင်ကြယ်အောင်မေ့ခြင်းဖြင့်ယွံ့ကြောက်ခြင်းပြေပြောက်တတ်သည်ဆိုရာရရင်သူများအနက်တွင်အတုမရှိဖြစ်တော်မူသော ဗုဒ္ဓကိုယ်တော်မြတ်ဤအဖြစ်တော်ဖြစ်သည့်တကြောင်းကြောင့်ကျွန်ုပ်၏ကြောက်စိတ်သည်တမုတ်ချင်းကြစင်လွင်စင်သွားပါလေတော့သည်အဘိုးတက်တက်မငင်းတတ်ထိုနေရာမှထလာပြီးအယဘော်၌ပလက်လန်ကရက်တောင်တကြောင်းနှင့်ရက်ခက်ရင်ထွေရလေးပါစဉ်းစားနေမိသည်ရက်ခက်ရခြင်းမှာပူဝိုက်သောကြောင့်တကြောင်းချင်းကောင်မြတ်တဝီဝီပြန်တန်းနေခြင်းကြောင့်တကြောင်းဖြစ်သည်ကျွန်ုပ်မှခြံအောင်တလုံးပါလာခဲ့တော်လဲတိုက်ခန်းတဲ၌ချိတ်ဆက်ရချီတဲ့ရမမြင်သောကြောင့်ဖြစ်ခြင်းရဖြစ်စမ်းသည်ဟုခပ်ပိပိနေလိုက်မိသည် ထမူကရေနံစီထွန်းလက်ဆွဲမီအိမ်တလုံးပေးထားပါတော့လေတပေါက်သေးရှိ၍လေဝင်လေတွက်မရှိတော့ဤခန်းကလေးထဲ၌ရေနံစီမှအိမ်ကိုထွန်းလိုက်လျင်လေကိုတာ၍ညဉ့်ညမ်းစေလိမ့်မည်ဆိုကမိမထွန်းပဲမှောင်တဲ့၌ပင်နေလိုက်တော့သည်ဒုနှစ်မင်းကျင်ကြီးကျင်ငယ်ဇိုးများမှအနံ့သို့သည်တခန်းလုံးလှိုင်းနေပါတော့သည်ကျွန်ုပ်စဉ်းစားမိသည်ကပြည်ကြအစိုးရသည်တရားတော်မြင့်စေတဲ့ရှိနေသည့်ရာဇဝဲကောင်များ၏နောက်ဆုံးလူပြည်၌နေရသောအချိန်ကာလ ရပ်ပေါင်း30မြောက်ကိုကြည်ကြည်လင်လင်တတ်တတ်တတ်တာမထားခြင်းပဲတမင်တကာစင်ရဲညူညင်အောင်လှုပ်ထားခြင်းတက်ပေရာကျွန်ုပ်တို့အမျိုးသားအစိုးရဆိုသူများကမှတ်ချက်ဝန်းနုလဲဤထောင်တဲသို့ရောက်၍နေသွားဖို့တူပြောကြသည် လူမျိုးကွဲနေကြသမားများရက်ဆက်တော်စနစ်စိုးအတိုင်းဆက်လက်၍အမွေခမ်းနေကြခြင်းမှာဝမ်းနည်းစရာကောင်းလာသည်ညမကြမီတတ်တော့မီရာဇဝဲကောင်ဤစိတ်နှလုံးကိုနှုံးအောင်နွမ်းအောင်ပင်ပန်းစင်ရဲအောင် အပိုတက်တက်နှိမ့်ဆက်ညင်သေးခြင်းသည်ဘယ်သို့သောရွေချက်ပေနီးဟု မတွေးတတ်အောင်ရှိပါပြီတော့သည်အိပ်ပြက်ရသောညများချင်းကလည်းကိုက်အိုက်လည်းအိုက်သည်နှင့်ရက်တောင်ကိုလက်မလွတ်ရပဲတခတ်တည်းခတ်နေရခြင်းကြောင့်အရာတော့သည်မရှိဖြစ်နေရတကောင်ကျော်လောက်မှမိုးရွာလာသည်နှင့်ပူအိုက်ချင်းတက်တာလာတော့သည်သို့တော်အခန်းတောင်း၌ပက်လက်ထားသည့်ချီယိုသေးတို့မှအနံ့ဆိုသည်နှာခေါင်းဝါတို့အမြဲတိုးဝင်လျက်ရှိသောကြောင့် ဩဂလီဇန်တီနှင့်အိပ်ပျော်ရန်မဖြစ်နိုင်ပဲအခန်းဝါရှိပလက်ကလထိုင်ပေါ်သို့တဖန်ပြန်သွားရသည်ကလထိုင်ပေါ်တွင် ပလက်လန့်လျက်ခြေနှစ်ဖက်ကိုတန်တိုင်ကြားမှထုတ်ပြီးကောင်းကင်သို့မျှော်ကြည့်ကမိုးရေပေါင်များကြားမှစို့ဝင်လာသည့်လေတန်းကို ရှူရှားရခြင်းသည်အိယာပေါ်၌အိနေရခြင်းထက်တော်သေးသည်ဟုအောင်မေမိသည်တို့ဖြစ်ပေမေလ10ရက်နေ့မှ23ရက်နေ့တိုင်လေးညလုံးလုံးအိယာပေါ်မအိတ်တော့ပဲ ရွက်ဖြင့်ကလထိုင်ပေါ်၌ပင်မိန်ငယ်ရတော်သည်စာရေးတင်ရခြင်းမေလ14ရက်နေ့တွင်ကတိမခတ်နိုင်တော့ပြီဖြစ်၍ထောင်မကြီးထံသို့စာတစောင်ရေးတင်လိုက်ရ၏အစိုးရသည်ကျွန်ုပ်ကိုဖမ်းပြီးထောင်ထဲတင်ထားနိုင်권ရှိသည်ထားပေါင်းကျိုးသမားရသွဲကောင်ကိုညှင်းဆဲသည့်တိုက်ခေါင်းကလေးတဲသို့တွတ်ထားနိုင်권မရှိကြောင်းဤနည်းဖြင့်ချုပ်ထားဖို့အမိန်ပေးထားသည်ဆိုရင်အမိန်ပေးသောစာကိုကြည့်လိုကြောင်းစာဖြင့်အမိန်ပေးခြင်းမဟုတ်ဘဲခမည်းကလိုက်တိစွာဆိုပြီး ဤဂျိုကန်တဲ့သို့ကျွန်ုပ်ကိုတွတ်သွင်းထားခဲ့ခြင်းဖြစ်ခဲ့လျင်ခမောက်ကောင်းထမကောင်းခင်တွင်မိတောက်မိရှံများကိုတနေ့နေ့၌မြင်ရလိမ့်မည်ဖြစ်ကြောင်းစသည်ဖြင့်ပေါ်ပြပါရှိလေသည်။ထောင်ပိုင်းသည်ကျွန်ုပ်ကိုခေါ်၍ကျွန်ုပ်ပေးလိုက်သောစာရွက်များကိုထုတ်ပြကာကျန်းလာကြေတကားဆရာကြီးဟုပြော၏။ကျွန်ုပ်ကကျုပ်နေရာမှာခမားတညာလောက်လာအိတ်ကြီးသားမှာကျုပ်လိုပဲစိတ်မစိုးပေဘူးလားလို့ဟုပြန်ပြောလိုက်သည်တွင် ထောင်ပိုင်းမျက်နှာပြတ်သွား၏။ သူစိတ်ထဲ၌သူကဲ့သို့သောလူကိုကျွန်ုပ်နှင့်နှိုင်းဆ၍ပြောရကြမည်လောဟုသောမာနတရားဝင်လာပုံရသည်ဤတွင်ကျွန်ုပ်ကကျုံနဲ့နိုင်လို့ခမ ्या ကနင်းနာတယ်ထင်သလားကျောဟာခိုးမှုတိုက်မှုမဒိမ့်မှုနဲ့ထောင်တဲရောက်လာတဲ့ရာဇဝတ်ကောင်မဟုတ်ဘူးအ ਨੇ ဆုံးခမ ्या လောက်ဂုံတေးရှိတဲ့လူတစ်ယောက်ပဲဟုတ်ခတ်တိတီပြောလိုက်ရတွင်မှ ထောင်ပိုင်သည် ပြုံပြုံကြီးလှုပ်လိုက်တော့သည်ထို့နောက်ကျွန်ုပ်အားအခြားနေရာမရှိသောကြောင့်တိုက်ခေါင်းနေ၌ထားရခြင်းဖြစ်ကြောင်းပြောပြကား ထောင်ကြီးတစ်ခုလုံးကိုလိုက်၍ပြရာနောက်ဆုံး၌ထောင်စေးယုံ အထက်ထက်တချမ်းကိုဖြစ်စေတရုတ်ဖြူသုံးပန်းများနေသည့်ယုံတချမ်းကိုဖြစ်စေကြိုက်ရယူနိုင်ပါသည်ဟုပြော၏သူတို့လူစုစိုးရိမ်ရန်တူတီမှာကျွန်ုပ်သည်အခြားသောအကျဉ်းသမားများနှင့်တွေးဆောင်ခွင့်ရခဲ့လျင်ထောက်စည်းကမ်းများကို ချိုးဖောက်ဖို့တွင်းကြီးလိမ့်မည်ဟု တွေးထင်ကြသည့်လက္ခဏာရှိ၏ရေကျင်လာသည်တစ်နေ့လုံးနေ၍မြည်သူနှင့်မှစကားတခုမပြောခြင်းပဲ ကိုနှလုံးသွင်းတရားနှင့်ကိုနေတတ်သည့်ကျွန်ုပ်အားထောင်ထဲ၌စီယုံရေးတွေပါတည်လုံးလိမ့်မည်ထင်ကြသည်ဟုအော်ဟစ်၍သာရှင်းလိုက်ခြင်းတော်သည်ထောင်ရရှိများသည့်နောက်ဆုံးတွင်ကျွန်ုပ်အကြောင်းကိုယိမ်မိကြသည့်လက္ခဏာရှိ၍မေလ16ရက်နေ့တွင်စေယုံအပေါ်တက်တချမ်းသို့တယောက်ထဲပြောင်းရွှေ့နေထိုင်စေရာမှတဖြည်းဖြည်းအချောင်ပေးကအခြားလူများနှင့်တွေးဆောင်စကားပြောခွင့်ရခဲ့ပါတော်သည်အစငတ်တပိတ်တိုက်ခန်းကလေးတဲသို့ပထမအဆုံးရောက်သွားသည့်မေလ10ရက်နေ့ည၌ တထောင်လုံးတွင်ဤနေရာထိုနေရာစသည့်တို့မှဝေါကနေဝေါကနေသူညံသောအတံများကိုကြားရသည် စိတ်အားထက်တန်စွာနှင့်ကုန်း၍အော်ဟစ်ကြသောအတံများလည်းကြားရသည်ဤတွင် ထောင်ထသည့်ဆိုခြင်းမှာဤအချင်းရပင်ဖြစ်လေသလိုဟု တွေးတော်ရင်တနတ်များနှင့်ပြက်လာခတ်လာလောက်ကြုံမီလောဟုတထိတ်တလန့်ဖြစ်မိသေးသည် အော်ဟစ်ကြသောအတံများအနက်တွင်ရွှေဦးတောင်းကြီးကျမ်းမာပါသည်ဟုသောကြွေးကြော်အတံများလည်းတစ်ချက်တစ်ချက်ပေါ်ထွက်လာ၏ဘာများ လုံနေကြလေသနီမိသူအားများလဲစုံစမ်းမေးမြန်းစရာမရှိကြဟေအော်ကြွကြော်တမ်းများသည့်၅မိနစ်ခန့်တွင်တစ်ချိန်တစ်ချိန်ပေါ်ထွက်လာ၍တညာလုံးရက်စဲတော်သည်ပင်မရှိကြ။နနဲ့လင်း၍တကားဖွင့်ရန်ဝါရာတယောက်လာသောအခါမှစုံစမ်းရတော့သည်ဖြစ်ရပုံမှာနှစ်ကြီးသမားထောင်သားများသည်သာသနာ2500ပြည့်ပွဲတော်နေ့ကဆုံလာပြည့်နေ့တွင်အကျဉ်သမားများကိုအလုံးလွတ်ပြဖို့အရေးဆိုတောင်းခံကြခြင်းဖြစ်သည်ဟုသိရသည် ထို့နောက်မှနှစ်ကြီးတမ30ခန်းတို့သည်စာငတ်ခံကဤကိစ္စကိုအရေးဆိုကြရာရပ်ပေါင်း21ရက်ရှိကမှတပိတ်လန့်သည်ဆို၍အစာစားကြတော့သည်စာငတ်တပိတ်ကြောင့်တေပြောင်းမရှိတော့လဲ၄၅6ရောက်ခန်းတို့မှအစာပြန်စားသောအခါ၌လောဘတကြီးနှင့်စားမိခြင်းအတွက်ဖူးရောက်သောမျက်နှာများရှိနေကြသည်အစိုးရမှအကောင်းရထောင်စေးရုံပေါ်တက်တွင်တလားတိတိနေရပြီးနောက်ကျွန်ုပ်အားဂျွန်လ16ရက်နေ့တွင် ဘီကလတ်ယုံတယုံတို့ရွှေ့ပြောင်းပေးသည်ဆေးရုံနိုင်နေရစဉ်ဘီကလတ်မှထမင်းပို့သူများသည်၎င်းတို့အတွက်သားငါနှင့်ဟင်းသီးအင်းရွက်ရသောဟင်းကွက်မျိုးအပြင်စိတ်သားကြက်သားကတလက်ကြော်များကိုကျွန်ုပ်အတွက်အထူးသီးသန့်စီမံပို့ပေးကြသည်ကတကြောင်ကျွန်ုပ်ဤအိမ်မှ3-4ရက်တစ်ကြိမ်အကျော်လွန်နှင့်တရက်ချင်းဘာလက်ချောင်းစသည်များပို့ပေးကြသည်တကြောင်ကြောင့်အစားတောင်းနှင့်ပတ်သက်၍လုံးဝဆင်းရဲခြင်းမရှိခဲ့ကြတလားပြည့်သောအခါ၌ပေါင်ချင်းချင်းကြီးရာ ငါးပေါင်တိုးချောင်းတွေးရသည်နှင့် မိတ်ဆွေများဝမ်းသာရှာကြသည် ပေါင်ကြိမ်တိုးခြင်းမှာစားတောက်ကြောင့်မဟုတ်နနက်တိုင်းဆေးရုံကြီးကိုစငါပတ်လက်ပြီးလမ်းလျှောက်ခြင်းနှင့်လယ်ပင်ခါချေလက်စသည်များကိုနနက်နှင့်ညနေပိုင်းမှန်မှန်ကြီးစန့်တန်းဆောင်လက်သည့် exercise လေးကျင့်ပြုလုပ်ခြင်းကြောင့်လည်းဖြစ်သည်ထောင်ထဲ၌ရှိစဉ်ကျန်းမာရေးအတွက်ရခင်ငါထက်ပင် အထူးကယူဆိုင်ပြီးလေးကျင့်ကောင်းများပြုလုပ်ခဲ့ရာထောင်မှထွက်ရတော့လေအကျင့်မပြတ်စေပဲ ဆက်လက်၍မမှန်ကြီးလိုင်းနာခြင်းကြောင့်ကျမရေပုံမကောင်းမွန်သည်ကို တွေ့ရ၍အစိုးတဲမှအကောင်းရပေသည်ဟုစဉ်းစားမိသည်ဥနုလည်းနေခဲ့ဘူးခြင်းဘီကလက်ကျင်းသားများအတွက်ဝတ်ယုံသုံးယုံရှိသည့်အ ਨੇ ရန်များအတွက်တယုံတည်တံ့ထားသည်အရှိတ်ဘက်စွန်ယုံမှာအကျဲ့ဆုံးဖြစ်၍ဗြိတိရှဆိုရလက်ထက်ကအိန္ဒိယနိုင်ငံ၏အကျဉ်းသမားစုဘတ်ချန္ဒရာဘိုးအားချုပ်လောင်ထားခဲ့ဘူးသည့်ယုံကြီးဖြစ်သည်ဘိုးကအရေးစိုးတောင်းခံသည့်အတွက်ဗြိတိရှဆိုရက ရေကူးကန်ကြီးနဲ့တင်နစ်ကုတ်လုတ်ပေးထားခြင်းကို တွေ့ခဲ့ရသည်တင်နစ်ကုတ်မှာပြက်စီးနေပြီဖြစ်တော့လေရေကူးကန်ကြီးမှမူလုံခြုံစွာပင်ရှိနေသေးသည် သို့သောရေသည်လဲလဲပေးသွင်းခြင်းမရှိဘဲမိုးရေဖြင့်သာပြေးလျက်ရှိသောကြောင့်ရေကူးကန်မဟုတ်တော့ဘဲတစ်ပင်ရေလောင်းရန်အတွက် ရေလောင်းကန်အဖြစ်နဲ့အသုံးပြုလျက်ရှိတော်သည် ထောင်ထဲ၌ကြားခဲ့ရသောဒရင်စကားတည့်ရက်မှာမန္တလေးထောင်ထဲ၌ဗြိတိရှားလက်ထက်က ဝင်းကြီးကျုပ်ဟောင်းဦးနုရှိနေစဉ်ဥတ္တတိုင်းပေါ်မှာကြော်တက်၍ထွက်ပြေးကျင်သောစိတ်ကူးဖြင့်ဥတ္တတိုင်းသို့မကြမကြမော့၍ကြီးကဲ့မိဘူးသည်ဟုဦးနုရေသောစာတအုပ်တွင်ဖော်ပြပါရှိကြောင်းဦးနုဝင်းကြီးကျုပ်ဖြစ်လာသောအခါတွင်ထောင်ဥတ္တတိုင်းကြီးကိုလေးပေမြင့်၍အုပ်ဆင့်ပေးလိုက်ကြောင်းပြောစမှတ်ပြုလျက်ရှိကြသည်စာအုပ်ကိုကကျွန်ုပ်ဖတ်ဘူးသည်မဟုတ်ဥတ္တတိုင်းတွင်းမြင့်လိုက်ခြင်းကအမှန်မင်တွေ့ခဲ့ရသည်စံပြထောင်ကြီး ထောင်ထဲသို့ပထမရောက်စဉ်ကကျွန်ုပ်အားလာရောက်တွေ့ဆုံနှုတ်ဆက်ကြတော့အချုပ်သမားအကျဉ်သမားစသည့်များအားကြာရှည်စွာမနေစေဘဲနှင်ထုတ်လေးရှိ၏ထောင်ထဲ၌လည်းထောင်ရာရှိများထံသို့တင်ပို့သည့်တင်တောက်များရှိကြဟန်တူပေရာကျွန်ုပ်မှာတော်လန်ရေးတရားမျိုးထောင်စည်းကမ်းဖောက်ပြဖို့စီယုံမှုမျိုးပြောဟောခြင်းသွေးညှိခြင်းပြုလုပ်တတ်သူတယောက်မဟုတ်ကြောင်းသိရှိကြသည့်လက္ခဏာနှင့်နောက်ရက်များတွင်တွေ့ကျင်သူများနှင့်တွေ့ရ၍စကားပြောခြင်းတလောက်ပြောခွင့်ရပေတော့သည် နောက်ရက်များတွင် ခြေသုံးလက်နှင့်ပြုတ်လုပေးသူများကွန်းရပေးခြင်းသူလက်ဖက်ရည်ငှက်ပေးခြင်းသူခြေတနှုတ်လျှော့ပေးခြင်းသူမှစ၍မှုကျင်သူမရှားသည့်ကိုတွေ့ရသဖြင့်ကျေးဇူးတင်စရာများလာပါသည်ပြီးကလက်အကျဉ်းသမားများသာမဟုတ်မန္တလေးထောင်မှပုံစံစနစ်မှစံပြားထောင်အဖြစ်သို့ရောက်လာခဲ့ခြင်းကြောင့်စီကလက်အကျဉ်းသမားများပင်လျင်အစားတောက်မှတပါလွန်စွာဆင်းရဲပင်ပန်းလာသည်ဟုမဆိုနိုင်ကြထောင်သားများကိုအစီဆုံးခြင်း စားသုံးနှစ်ပတ်သက်၍မူအစိုးရ၌ပြည်သူငွေအကုန်ခံရသက်လောက်ထောင်သားများအဖို့အရာမရောက်ချေဘီကလတ်သမားတယောက်တည်းတနေ့လက်ရင်၄ချက်နှင့်ပြား90မြတ်ပြည်သူငွေကုန်ကြရသည်ဆိုတော့လေအလွန်ဆုံးတဲ့ချက်နှင့်ပြား90ထက်စားတော့ကြရမည်မထင်ပေစီကလတ်အကျဉ်းသမားများဆိုလျင်အလွန်ညံသောငပိတောင်းနှင့်ချမောင်ရေကျဲကိုသာစားရှကြရသည်ဖြင့်မြို့ရွေးမှကြာနိုင်ရှာကြပေမည်လို့ဟုတွေးမိသည် ယတတတပတ်လျင်တစ်ကြိမ်ကြာဝတ္တတဒုံးစီဝေစုရကြသည့်အနက်မှလည်းဤကောင်းမှုထိုကောင်းမှုများအတွက်ဆိုကထောင်ရာရှိများကတရားဟောနားချခြင်းအပြင်တသက်လွတ်စားရှာကြရသောအချိန်ပေါင်းမနှဲလာကြရိတ်ခါနှင့်ပတ်သက်၍ကြားခဲ့ရသောတည်င်းများကိုမှန်တော်ရှိမှားတော်ရှိကျွန်ုပ်ဖော်ပြရန်လိုမရှိကြသို့သောအပြည့်ရှိသည့်ဆိုသူများနှင့်မတင်ငါယုံများနှင့်ချုံနောက်ခြင်းခံရသူများတရားယုံများဤနောက်နေကြကြခြင်းကြောင့် မိဆွေအောင်အချုပ်ထဲနိုင်နေကြရသူများဤတားတကွဲမညာတကွဲဆင်းရဲဒုက္ခရောက်ရှာကြရခြင်းအပြင်အိမ်၌ကြံ့ရိပ်ခဲ့သည့်တာသမီများဘဲကဲ့သို့ရှာကြံစားတောက်ကြ၍မရှာကြံနိုင်သဖြင့်ဘာဖြစ်ကုန်ကြသည်ဟုမတွေးဝန်းအောင်တလွန်လွန်တလိန်လိန်နေရရှာကြသူများအပေါ်မှဘသူဘဝတို့ကဘယ်နည်းနဲ့အမျက်ထုတ်ပြီးအစီဆုံးနေပေသည်များကိုကော်မရှင်ဖွဲ့ပြီးစုံစမ်းစစ်ဆေးရန်ထောက်ခံလိုက်ရပေသည်သို့သောထိုကော်မရှင်တွင် ဤဌာနထိုဌာနမှသွေးသွေး၍ဖောင်းပွားနေသောဘျူရိုကရက်များသာမဟုတ်ဘဲကိုကျင်းစာတရားဖတ်သောအယက်သားများလည်းပါဝင်စေဖို့လိုအပ်ပေသည်ညီတော်တန်များရာဇဝတ်ပြစ်မှုတစ်သုံးတစ်ခုကျူးလွန်၍ထောင်ဒဏ်ကြားရသည်ဆိုခြင်းမှာနိုင်ငံတကာတို့၌ဓမ္မတာဖြစ်သောကြောင့်ညီတော်ပွဲရာမရှိပါပေသို့သောပြစ်မှုတစ်သုံးတစ်ခုကျူးလွန်လိမ့်မည်ဟုမတင်ကားသည့်အတွက်ကြောင့်ချုံနောက်ထားခြင်းမျိုးကအစိုးရတိုင်းပြုလုပ်နေကြထုံးစံမဟုတ်သောကြောင့်အချုံနောက်ခံရသူများအတွက်အောင့်သက်သက်နှင့် ခံရအခက်ဆုံးပေသည်ထို့ပြင်ချို့သောအချုပ်တရခံများမှပလိတ်ဌာနဘက်ကလုံလောက်သောတက်တဲ့အထောက်ထားတင်ပြရန်မတက်နိုင်ပဲရှိနေသည့်အတွက်လပိုင်းမှ နှစ်ပိုင်းရောက်သည့်တိုင်အောင်14ရက်တကြိမ်ယမန်ခံပြီးချုံနှောင်ထားကြခြင်းများလည်းခံရသူများအဖို့၌အသေးနာရှာကြလာပေပြီအချို့မှာထောင်တဲ၌တနစ်ကြော်ပြီးဖြစ်တော်လဲတက်တဲ့တယောက်တလိများသာစစ်ဆေးရသေး၍ ကျန်တက်တေပေါင်း30ကျော်ကိုစစ်ဆေးနေရလျင်နှစ်ပေါင်း30ကျော်မြတ်အပြည့်ရမရအပထား၍ထောင်ထဲ၌အမေအဆွေနေရဖွယ်ရှိသည်ဟုညင်းညူရှာကြသည်ထူဆန်းသောအိမ်မက်ရုတ်ဖတ်တရတဲ့ခြင်းနှင့်တမာဒေဝနတ်ကြီးများလောကပါလနတ်ကြီးများအမြတ်တာပို့ခြင်းအမြတ်တမ်းပေးဝေခြင်းတို့သည်နက်နက်၄နာရီခွဲတိုင်းလမ်းမလျှောက်မီနှစ်ပေါင်းတန်ကြာကျွန်ုပ်၏ဝတ္တရားဖြစ်လာခဲ့ရမှထောင်ထဲသို့ရောက်သောအခါတွင်နက်နက်တိုင်းတာမက ညာတိုင်းလည်းဖြစ်ဆက်ဆောင်ရွက်ခဲ့သည်အိမက်ဟုဒီမှာအကြောင်းမျိုးမျိုးကြောင့်ဖြစ်တတ်သည်ဟုဗုဒ္ဓဟောတော်မူခဲ့ရာ အတိတ်နမိတ်အနေဖြင့်မြင်မှတ်သောအိမက်မျိုးလည်းရှိတတ်သည်ဟု၍ကျမ်းဂန်များ၌ဖတ်ရှုဖို့သည်ထောင်ထဲသို့ရောက်၍သုံးလကန့်ကြာရှိသောအခါအောက်ပအိမက်ကိုကျွန်ုပ်မြင်မှတ်သည်ကျွန်ုပ်သည်တင်မောကြီးတစ်စင်းပေါ်သို့တက်စီမိပြုရာတွင်ရှေဦးစွာမော်တော်ပုတ်ကလေးပေါ်သို့တက်၍၎င်းမော်တော်ပုတ်ဖြင့်တင်မောသို့ချင့်ကပ်ရန်ကြိုးစားရသည် တင်မောကြီးခုံမောင်းလာတော့အခါကျွန်ုပ်လိုက်ပါလာတော့မော်တော်ဘုတ်ကလေးသည်တင်မောကြီးတို့ချင်းကက်ရန်လုံလပြူလျက်ရှိစဉ်အချိန်ပြည့်စွာခုံမောင်းလာတော့တင်မောကြီးဤရှိတဲ့တဲ့သို့ရောက်သွား၍ကန့်လန့်ကန့်လန့်ဖြစ်နေပြီးတင်မောကြီးသည်ကျွန်ုပ်တို့ဤမော်တော်ဘုတ်ကားလဲ့သို့တဲ့တဲ့ကြီးဝင်တိုင်းလိုက်တော်မူရှိနေ၏ဤတွင်တင်မောကြီးပေါ်မှလူများကတေးကုန်မီဟုအော်လိုက်ရာကျွန်ုပ်ကိုယ်တိုင်လည်းတင်မောကြီးဝင်တိုက်ပြီးနင်းမြုပ်သေးဆုံးရားကြေတော်မူဟုယူဆကား ရင်ထဲ၌ဖိုကနေဖြစ်သွား၏တမောကြီးသည်ကျွန်ုပ်တို့စီတို့ဒရကျန်းခုံမောင်းလာ၍မတော်ပုံနှင့်တိတိကလေးရှိနေရတွင်မှရုတ်တရက်အရှိန်သက်ပြီးနဘေးသို့ရှောင်ကွေးကနောက်ပြန်လှည့်ပြလိုက်လေတော့သည် နောက်တခဏ၌ဘွားကနေလန့်တို့၏အိမ်မက်ကြောင့်ရင်ဖိုးလိုက်ခြင်းပင်မပြည့်ပြောက်သေးပဲရှိတော်ညာလေဤချင်းရကိုစင်ကျင်သုံးတက်ရတွင်ငါတီကယခုအမှုမှ ဧကံမောချလွံ့မြောက်ရမည်ဟုအဘိဓေကောက်ယူလိုက်သည်ဤသို့သောအိမ်မက်မျိုးသည်ကျွန်ုပ်အဖို့ရ၌မကြခဏမြင်ပတ်သည်မဟုတ်တော့လေမြတ်တာပို့ခြင်းမြတ်တမ်းပေးဝေခြင်းအလုံး၌ဝိမပြတ်အောင်ဆောင်ရွက်လေးရှိသော ကွယ်လွန်သူမွေးတမိခင်ကြီးမှမူအရေးကြုံတိုင်းမြတ်တက်၍သက်ဆိုင်သောဆွေမျိုးညာတိအပေါင်းတို့ကလေးစားယုံကြည်စွာဖြင့်ရှောင်းတရားဖြစ်လျင်ရှောင်းကလိုင်းနာရန်ဖြစ်လျင်လိုင်းနာတတ်ကြလေသည် မိခင်ဤဩဝါဒတခုကျွန်ုပ်ငယ်စဉ်ကတည်းကမွေသမီးခင်ဤဩဝါဒတခုကိုဖော်ပြလိုသေးသည်လူတယောက်ယောက်နှင့်ဆက်ဆံရ၍၎င်း၏မေတ္တာကိုခံယူလိုသည့်အခါထိုသူ၏မျက်နှာကိုစိတ်ထဲတွင်စစ်စစ်ပေါင်းကြည့်ပြီးမေတ္တာပို့ရမည်ဟုသွန်သင်ဖို့သည်ထို့ရတွင် ကျွန်ုပ်မှမိခင်ဤဩဝါဒကို လေးစားလိုက်နာတင်တဲ့လောက်မလိုက်နာခဲ့မိဘဲခပ်ပော့ပော့ပင်နေခဲ့မိသည်တပန်းကျွန်ုပ်နှင့်အတူသွားဘက်တွင် အမှုထမ်းခဲ့ဘူး၍အေးပိုင်တိအောင်ဖြစ်ခဲ့ဘူးသော ွဲလွန်သူမိတ်ဆွေကြီးဦးမြင့်ကလည်းသူဤတသက်တာတလျှောက်လုံးတွင်အထက်အရာရှိကြီးများအားကျွန်ုပ်မိခင်ပြောဟောနည်းအတိုင်းမေတ္တာပို့ခြင်းဖြင့်အခက်အခဲများစွာတို့ကိုလွန်မြောက်ပြီးသူကောင်းပြုခံရသည်ဟုပြောဘူးလေသည်။ထောင်ထဲတွင်မိခင်ဤဩဝါဒနှင့်မိတ်ဆွေဤစကားတို့သည် မကြမကြစိတ်ထဲ၌ပေါ်လာတတ်သည်။တို့ပြည့်၍ကျွန်ုပ်၏အမှုကိုစီရင်ချက်ချတော်မည်ဆိုသည့်နေမတိုင်မီနှစ်ည၌ကျွန်ုပ်သည်ဒုံးစံအတိုင်းအမြတမ်းဝေပြီးနောက်တရားသူကြီးကိုတည်တံ့မြတ်တာပို့တော်သည် ကျွန်ုပ်လွတ်မြောက်ခြင်းဒီကမှန်၏သို့တော့ကျွန်ုပ်အားလွတ်မြောက်စေဟုသောစီရင်ချက်ချမှတ်ခြင်းကြောင့်တရားသူကြီး၌အနှရတစုံတစ်ခုရှိမည်ဆိုခဲ့လျင်ကျွန်ုပ်အားမလွတ်ဖဲထားပါသေးသည်ဟုသာအဋ္ဌံပြုလိုက်ပါသေးသည်ထို့ကြောင့်ကျွန်ုပ်အားလွတ်ပြစ်လိုက်သောအခါတွင်တရားသူကြီးနှင့်ပတ်သက်၍ဤနယ်ထိုနယ်ဝေဖန်ပြောဆိုတမ်းများကြားရတော့လေကျွန်ုပ်ဤစိတ်ထဲ၌ကသူ့အတွက်၎င်းကိုယ့်အတွက်၎င်းစိုးရိမ်ပူပန်ခြင်းမရှိကြလွတ်မြောက်ခန္ဒီအိမ်မက် မလွတ်မြောက်မီတညာ၌ ဤသို့အိမ်မက်မက်ပြန်သည်တကိုယ်လုံးတွင်စိတ်နှစ်စိတ်နှက်တွင်အပြည့်ထိုးထားသော မွေးလက်ပဲဆရာတယောက်သည်အစိတ်ထန်လာသော မွေးရောက်ကြီးတစ်ကောင်ကိုပေးသက်ရှိတွင်ကစားလျက်ရှိ၏မွေးကြီးသည်ဒေါသတကြီးနှင့်ပပင်းကြီးထောင်ကတရှူးရှူးဖြစ်နေတော်လေအလဲပဲဆရာကစိတ်နှစ်တွင်အပြည့်ထိုးထားသည့်၎င်း၏လက်ဘဝကိုမွေးကြီးရှိ၌ဖြတ်ပြလိုက်သည့်အခါတိုင်းမွေရောက်ကြီးသည်ပပင်းကြပြီးဦးနှိမ်သွားတော်သည်သို့သောအလဘဲဆရာသည်ပေးတတ်အားအစွမ်းပြလို့သည်သည့်လက္ခဏာနှင့် ငွေရောက်ကြီးဤ၅ဘိုင်းကိုလက်ဖြင့်တွတ်လိုက်ရာငွေကြီးကရှုကနယ်လှဲ့၍ပေါက်လိုက်သည်နှင့်လက်တန်းဖြားကလေးတင်အနှဲငယ်ထိသွားတော်သည်အိမ်မက်မှလန့်လို့သောအခါတွင်ဤသည်လည်းကျွန်ုပ်အားတတိပေးသောအချင်းရပေသည်ဟုစင်ကျင်သုံးသက်ခဲ့မိတော်သည်